ဟယ်လိုအားလုံးမင်္ဂလာပါဖိုးမချန်ကနေကြိုဆိုပါရစေဆိုတော့ဂျူဝင်တက်စ်ကတော့ဇီးကွက်ထင်မှာအလွတ်နဲ့ရတဲ့တိုက်စစ်ကစားသမားဖြစ်သူဂျိုနသန်ဒေးဗစ်ကိုခေါ်ဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပြီးတော့ဟီဝီကိုတွေတောင်းမှကျွန်တော်ဖြစ်သွားပါပြီဒီအပြောင်းရွှေ့ကတော့ကျွန်တော်ပြီးခဲ့တဲ့ဘောနောကျွန်တော်ဒါနာယီပိုင်းပြီးမနီညာကမှကျွန်တော်ဂျူဝင်တက်စ်ရဲ့ဘက်ကကစားသမားဖြစ်သူနဲ့ပတ်သက်လို့ရှိရင်ပထမဆုံးစပြီးတော့ official ကန်လန်းမှုတွေ proposal တွေသူတို့ပို့တယ်အဲ့ဒီပို့အပြီးမှာဆွေးနွေးမှုတွေအချိန်ကြီးကောင်းပြီးတော့ ဂျူပီတက်ရဲ့ဘက်ကချက်ချင်းဆိုသလိုအချိန်တင်ရင်းနဲ့ဒီအပြောင်းအရွှေ့ကကျွန်တော်တို့လုံးဝဖြစ်သွားတာဆိုတော့ဒီကနေဒါတိုက်စစ်ဇာမဖြစ်သူဂျိုနသန်ဒေးဗစ်ကိုလက်ရှိဂျူပီတက်ရဲ့ဘက်ကတော့ကျွန်တော်ခေါ်ယူနိုင်ခဲ့ပြီပေါ့လေကစားမားနဲ့ကာလာရှိစာချုပ်တန်တန်တစ်ခုကိုသူတို့ချုပ်ဆိုမယ်ပြီးတာနဲ့ကျွန်တော်တို့ဒါဒီစစ်စစ်မှုတွေဘာတွေအတွက်ဂျိုနသန်ဒေးဗစ်ကကျွန်တော်တို့ဒါလာလာတော့မှာပေါ့နော်အဲ့ဒါပြီးပြီဆိုတာနဲ့ ကျွန်တော်တို့စာချုပ်တွေမှာလက်မှတ်တွေထိုးမယ်အပြောင်းရွှေ့အပြီးတက်မယ်ပေါ့ဆိုတော့လိုင်းလီကနေပြီးတော့ဂျိုနာသန်ဒေးဗစ်ကစာချုပ်တက်တန်းကုန်ပြီးတော့ဒီຫນွေမှာအလွတ်နဲ့ဘယ်အသင်းကိုမဆိုစိတ်ကြိုက်ပြောင်းရွှေ့နိုင်မယ်အခြေအနေကိုရခဲ့တာပြည်ထနာကညီကတို့သတိထားမိကြလာတော့မသိဘူးဂျိုနာသန်ဒေးဗစ်နဲ့ပတ်သက်လို့ရှိရင်ဥရောပရဲ့ဘယ်အသင်းကြီးကမှ serious ထားပြီးတော့ကြိုးပမ်းနေကြတာတွေကျွန်တော်မရှိဘူးသတင်းထွက်နေကြတာတွေကျွန်တော်မရှိဘူး တို့ဒီ United ရှူလို့ဘာလို့မှ live လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြည်သက်တွေချားထဲမှာအများရန်ပြောလို့ရှိတယ်တိရမလားအသင်းအနေနဲ့တိုက်စစ်လူနေတဲ့နေရာမှာအလွတ်နဲ့လည်းရမယ်ငွေလည်းမတက်နိုင်တဲ့နေထားမျိုးမှာ Jonathan David ကိုခေါ်ဖို့ဘာလို့မကြိုးပမ်းတယ်ပြဘာညာကျွန်တော်ပြောလို့ရှိကြတယ်မန်တိုင်းလည်းပဲကျွန်တော်ပြောရရင်ဘယ်လိုပြောမလဲဒီကစားမနဲ့ပတ်သက်လို့ရှိရင်အသင်းကြီးတွေအကုန်လုံးရဲ့ဘက်ကပေါ့နော်အရင်ကြီးစိတ်ဝင်စားမှုရှိမနေဘူးဆိုတာကတော်တော်ထူးဆန်းနေဒါအပြင်ဂျူဝင်တက်ဆက်ဘက်ကစကြူးပန်းလိုက်တာနဲ့ကစားမကချက်ချင်းဆိုသူလိုသဘောတူသွားတာ ဆိုတော့ကြည့်ရတာကတော့ဒီဂဇာမာကလန်လီကနေလုံးဝပြောင်းကျင်နေပြီးတော့သူ့ကိုခေါ်ဝီကျိုးမန်းလာတယ်ဘယ်အသိကိုမဆိုသူကပြောင်းဖို့ဆုံးဖြတ်ချက်ကချထားပြီးသားမြန်လာတော့ဘယ်တော့မသိဘူး။အဲဂျူမင်ဒက်စ်ကတကယ်ကောင်းတဲ့ကံလမှုတစ်ခုလုပ်ခဲ့တာလေပါကောင်းပါမှာပေါ့လေဂဇာမာကချက်ရှင်းဆိုလိုသဘောတူညီမှုရပြီးတော့အချင်းချင်းကောင်းသွားတာ။ဆိုတော့ဒီနေရာမှာထပ်ပါတော့ဗျာပရီးမီးယားလိမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်တိုက်စီမှုကျွန်တော်တို့လိုတယ်။ဂျိုနာသန်ဒေးဗစ်နဲ့ဘယ်တော့မှကျွန်တော်တို့သတင်းမထွက်ဘူး။လီဗာပူးလ်ရဲ့ဘက်ကဒါဝင်နူးနက်စ်ကိုလက်လွတ်ပြီးတော့ဗောနော်တိုက်စီမှုကျွန်တော်တို့ကလိုတယ်။သတင်းမထွက်ဘူး။ အာဆနယ်ရဲ့ဘက်ကလည်းတိုက်စစ်ကိုအမှန်ကန်ကိုကျွန်တော်လူတာနော်ဗီတာဂူကရက်စ်တို့ကျွန်တော်ဘင်ဂျမင်ဆက်စကူရူနဲ့ပဲတရင်ထွက်တယ်ဂျိုနသန်ဒေးဗစ်တို့ဘာလို့ကိုပဲအသင်းမှန်တယ်ဆိုတော့ကျွန်တော်တရင်မထွက်ဘူးနောက်တခြားလက်ရှိဟိုပြီးပါကလပ်တွေကိုပဲကျွန်တော်ကြည့်ကြည့်ဘယ်အသင်းပဲကျွန်တော်ကြည့်ကြည့်ဂျိုနသန်ဒေးဗစ်နဲ့တကယ်တရင်ထွက်တယ်ဆိုတာမျိုးကလုံးဝကိုမရှိသလောက်ပဲလုံးဝကိုမရှိသလောက်ပဲအဲဒါကြောင့်မနော်ကျွန်တော်ထူးဆန်းတယ်ပြောတာဗျာဟိုတကယ်လည်းပဲသူ့ဟာနဲ့သူအရဆိုလို့ရှိရင်ဒီကစားမကဟိုသူပြထားတဲ့ဆွမ်းဆောင်ရည်တွေကကျွန်တော်ကမစိုးဘူးဗျာဒီလိုက်ဂျိုနသန်ဒေးဗစ်က ော်မဆိုးဘူးဘာလို့လဲဆိုတော့သူလိုင်းလီမာဆိုလို့ရှိရင်ပြီးခဲ့တဲ့ယာစီမဟုတ်တော့မှအဲ့ဒီရှေ့ကယာစီဒီမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ performance တွေပါတယ်သူပြထားတာနော်တကယ်ကောင်းတဲ့ performance တွေသူပြထားတာဒါမှမဟုတ်2025ခုနှစ်မှာဆိုလို့ရှိရင်ဗျာဒီကွန်ကာကပ်ဖလားမှာသူ၄၄ဘွဲ့ကန်နေဗျာနိုင်ငံလက်ရွေးစင်ကနေဒါအသင်းအတွက်အဲ့ဒီနှစ်ကိုးသွင်းနေတကူဖန်တီးရေဗျာ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ line လီအတွက်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီ32ပွဲနော်ပြင်သစ်လီကူ32ပွဲမှာ16ကိုးသွင်းနေ5ကိုးဖန်တီးရေဗျာ အဲ့ဒီရှိရ2023 2024 24ရာသီမှာ34ဘွယ်မှာသူ19ကိုထိတွင်းနေ၄ကိုတွင်းနေဗျာနော်အဲ့ဒီရှိရရာသီဆိုလို့ရှိရင်ဗျာ38ဘွယ်ကစားတယ်24ကိုထိသူတွင်းနေနော်ဆိုတော့နောက်ဆုံး9ရာသီဇက်တိုက်ဆိုသလိုကိုပဲကိုလိုင်ယွန်မာကအလိုင်းလီမာကသူသူအနေဆုံးတွင်းကိုဟာ73ကိုပဲကိုပါဝင်ပတ်သက်မှုအနေဆုံးဟာ15ကိုပဲဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ25နှစ်ပဲရှိနေသေးတဲ့ဂျွန်နသန်ဒေးဗစ်ရဲ့အကြီးချင်းကအတင်းကြီးတွေအနေနဲ့တော်တော်လေးသတင်းထွက်ခဲ့တဲ့တင်းနေတယ်မှာကျွန်တော်ပါတယ် ဒါပေမဲ့ဘယ်အသင်းကမှအမှန်ကန်သတင်းထွက်တာမရှိဘဲနဲ့ JB ကိုအလွတ်နဲ့တော့တာတော်မှပြောင်းရွှေ့ကြည့်ဒီပါတွေမပါဘူးအဲ့ဒါကိုဘယ်အသင်းနဲ့မှသတင်းမထွက်တာတော်တော်လေးထူးဆန်းနေပြောတာကျွန်တော်အဲ့ဒီ live ကြည့်တော့လေဘယ်လိုပြောမလဲကစားမမှာကပေါ့နော်တခြားပြဿနာတွေရှိတယ်ပေါ့တခြားပြဿနာတွေဆိုတာဟိုပုံကိုယ်ရေးဆိုင်ရာပြဿနာတွေတို့ပြီးလို့ရှိရင် attitude ပိုင်းပြဿနာတွေရှိတယ်ဆိုဒါမျိုးသတင်းတွေကလည်းကျွန်တော်ထွက်ထားတာဒါကလည်းကျွန်တော်မတိကြတဲ့အရာကျွန်တော်တိတ်တော့မပြောလို့ဘူးတော်တော်အဲ့ဒီဒီကစားမဖြစ်သူရဲ့သတင်းအောင်လိုက်ကြည့်တဲ့အခါဘာလို့ဟိုသင်းကမခေါ်ကြလဲဒီသင်းကမခေါ်ကြလဲ ဘာလို့လဲဆိုတော့ကစားမမကခုနကပြောသလိုမျိုးအသိဉာဏ်ကိုတည်တယ်မလားပြဿနာတက်စီမဲ့ attitude တွေရှိတယ်ဘာညာတာမှုတွေပြောကြတာတွေရှိတယ်ဘာကြောင့်လဲဘယ်သူမှစိတ်မဝင်စားတာဆိုတဲ့ယူဆချက်တွေလည်းရှိနေတာပဲဒါပေမဲ့လို့လက်ရှိတော့သူ Juventus ကိုပြောင်းသွားပြီဆိုတော့ဘယ်အသိနဲ့မှတောက်လျှောက်ဆိုသလိုတင်းမထွက်ခဲ့တဲ့ Jonathan David ကအလွတ်နဲ့ Lanli ကနေ Juventus ကိုပြောင်းရွှေ့နိုင်မှာဖြစ်ပြီးတော့မကြခင်စာချုပ်တွေလက်မှတ်ထိုးပြီးတော့ဒါအပြောင်းရွှေ့အပြစ်တက်နိုင်တော့မှာပါဆိုညီကတို့အနေနဲ့ရော Jonathan David ကိုခေါ်နိုင်ခဲ့တဲ့ Juventus အနေနဲ့ တကယ်မှန်ကန်တဲ့အစားထုတ်မှုကိုပြုလုပ်ခဲ့တယ်လို့ညီကလေးတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်